ကိုလောက်ထားတဲ့ဟာလေးချက်ချင်းချပြခွင့်ရတာပြည်သက်တင်ပုံပြနေဆက်တာပေါ့ခါကြီးကြလို့ရှင်လန်ကိုကခုနပြောလို့2019မှာရိုက်ထားတဲ့ဟာဆိုခုမှ25မှာရုံတင်ရမှာဆိုလေ6နှစ်လောက်ကြာသွားတဲ့အချိန်မှာကြာရလဲကိုနဲ့ဝီးသွားတာပေါ့ကိုကလေးရုံတင်ပြအနည်းဆုံးတော့တစ်နှစ်တကားနှစ်ကားလောက်ရုံတင်ပြတော့ပို့ပြီးတော့ကောင်းတာပေါ့အဲ့လိုလဲတင်ကျင်တာပေါ့ဆိုးလေးပေါ့ နော်ပြောရအောင်မောင်စိုးတော်တော်ဆိုးတဲ့မောင်ဆုံးမလို့မရတဲ့မောင်ပေါ့နော်အဲ့လိုမျိုးဆိုအဲ့ဒီမောင်ကိုကဆုံးမရတာအဲ့လိုမျိုးဆိုတော့လွယ်တော့မလွယ်ဘူးပေါ့ မရဟာဇယ်လည်းကျူလုပ်တယ်နောက်တစ်ခါကျ script reading လည်းလုပ်ထားရဆိုတော့ဟိုအစောကြီးကတည်းကတော့စီးမော်စီးမော်ရောက်တော့လည်းတိုက်ပြီးမျိုးလုပ်ဖြစ်တယ်စီးမော်မရောက်ခင်တည်းကလည်းမောင်လေးရဲ့ဘယ်လိုမျိုးငါ့ကိုနင်ဘယ်လိုခေါ်မလဲငါကဘယ်လိုမျိုးစုံလေးတက်မလဲဘောနော်သူကအမရဆိုလို့ကရှော့လိုက်ရတဲ့အချိန်မှာအမရငါနင်မှုလို့ချားလူသားဆိုလို့ရှိရင်ငါဒီနေရာမှာရှေ့ဆက်မယ်ဆိုတဲ့ဟာမျိုးသူကအဲ့လောက်ထိပဲအမရအမရနဲ့သူကအမြဲတမ်းဟိုခုပြောစကားနားထောင်တယ်ဘောနော်အဲ့လိုပုံစံမျိုးလေးငါတို့ရေအဲ့လိုသွားကြမှာအဲ့အဲ့လိုမျိုးပုံစံလေးပေါ့အဲ့ဒါကြီးကညှိနှိုင်းပြီးလုပ်ကြတယ်သူကဒါဒီ ီကားလေးတော့ဒီကားကတော့အရင်ဆုံးကလေးကဟိုကိုကျော်ထွန်းနဲ့စုံတိုင်းပြန်ပြောဘူးလေကြားလဲကြားဘူးလေဆိုတော့အဲဒီရဲ့ကားပုံစံမျိုးကိုကြိုက်ကိုကြိုက်တာပေါ့နော်နောက်တစ်ခါကြားရလဲဟိုကိုကတော့အဲငါတော့စိတ်နေအများကြီးပါမှာစိတ်အများကြီးပါပြီးတော့ဟိုဘယ်လိုပြောမလဲမထီရဘူးဆိုလို့ရှိရင်လည်းအလကားပါပဲတကယ်ကတော့အမဖြစ်ချင်တာတော့ဟိုတစ်စင်းမဲ့ပါပါနှစ်စင်းမဲ့ပါပါဒီ character ဒီထဲမှာပါတဲ့ character ကကိုကတကယ်ဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့ဟာပို့ပြီးတော့ထီရမယ်ကားအတွက်လည်းကောင်းတယ်ကျန်တဲ့လူတွေအတွက်လည်းကောင်းတယ် ဘယ်သူပဲပါကိုကြီးတယောက်တည်းတေးကြတယ်ဒီကားမှာကိုတယောက်တည်းမကောင်းဖြစ်နေဆိုလို့ရှိရင်ကျွန်တော်တို့တည်းလည်းကြာကားလေအဲ့လိုမျိုးဆိုတော့အမကတော့တခမ်းမဲပါပါနှစ်ခမ်းမဲပါပါကိုပါတဲ့နေရာမှာကိုကအဲ့ character ဖြစ်ချင်တယ်ဘာလို့လဲဆိုတော့ကိုကဒီအလုပ်ကိုချစ်တာအဲ့လိုမျိုးလုပ်ရတာသဘောကျတယ်အိုက်တင်နေလုပ်နေရတာသဘောကျတယ်အဲ့လိုမလုပ်ရရင်ကိုက မပျော်တဲ့သူဖြစ်နေတဲ့အတွက်ကြောင့်မလို့လဲရိုက်ဖြစ်နေတယ်။အဲရိုက်တဲ့ချိန်တော့လေအတက်နိုင်ဆုံးဟိုအကောင်းဆုံး multi character ဖြစ်အောင်လို့စူးစမ်းပြီးတော့လုပ်ခဲ့တယ်။မရိုက်ခင်တော့ဂျိုပြီးတော့ပြင်ဆင်တဲ့အပိုင်းတွေရှိရပါဘူး။ဒီ character ကလည်းဘလောက်ကိုင်းနေလဲဒီပေအသက်ရွယ်တော့ဖြစ်နိုင်တယ်ဒီမိမခုနအဲငါလက်ပြမှာတက်လေးဆိုဆိုသူကလည်းအသက်40လောက်မှကလေးရဆိုခက်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 ယူတာဆိုပြီးတော့အဲ့လိုမျိုးအဲ့လိုပုံစံမျိုးလေးတွားရတယ်။အဲနောက်ထပ်ကျတော့သူကမောင်ပေါ်မှာဘလို့ တိုင်ရောစင်ရှိရဘလို့ချက်တယ်အမေပြေပေါ်မှာဘလို့မျိုးအဲလိမ်မာမယ်ရေချင်းမယ်ကျန်တဲ့သူပေါ်မှာလည်းမိမသားကြီးကိုချင်းစာတက်တဲ့အမျိုးသမီးတယောက်ဖြစ်မလားအဲအဲ့လိုမျိုးတွေရအောင်ပေါ့အဲသူရဲ့စိတ်နေစိတ်ထားကိုအရင်ဆုံးအမနဲ့ကိုက်ကိုက်တဲ့ဟာလေးအကုန်လုံးလိလာလိလာပြီးသွားတော့မှအမဒီကားနဲ့ပတ်သက်တဲ့ဟိုအဝတ်စားလေးတွေသူဘလို့ဝတ်မလဲကတော့နည်းနည်းလေးအသက်ရွယ်ရလဲခြားဝါကျစပင်းပုံစံမိတ်ကပ်ပုံစံဝတ်စားလေးပေါ့နည်း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 ဘလို့ပြောင်းနေတော့ဝမ်းနဲ့ခန်းဆိုရင်ဘာရောင်ဝတ်မယ်ဝမ်းနဲ့ခန်းဆိုလို့ရှိရင်ဘာရောင်လို့ဝတ်မယ်အဲတချို့ဟာလေးအသေးစိတ်လေးရ တော့အများကြီးပေါ့အဲ့လိုမျိုးအလှမဆိုရင်လို့ရှိရင်ဘယ်လိုဝတ်မလဲအငယ်တုန်းကအလှဆိုရင်ဘာဝတ်မလဲပေါ့နော်အဲ့လိုမျိုးလေးတော့ဟင်း꽌꽌ပြီးတော့ပြင်ဆင်ခဲ့ရပေါ့ဟုတ်ဒီရှင်လောင်းရှင်ပြုတ်ပေးခြင်းနဲ့ဟာတော့မြမအမျိုးသမီးတိုင်းရဲ့ဟိုကလေးမွေးလာပြီဆိုလို့ရှိရင်ဖြစ်တဲ့စိတ်အပြည့်အဝရှိရပေါ့နော်နောက်ဆုံးကလေးရှိရှိမရှိရှိရမှာဟိုကိုကဒီလိုမျိုးလုပ်ရတဲ့ဟာအဲ့ရဲ့ PT ကိုလူတိုင်းကအငြင်းတော့ကြကြတယ်ဘာဖြစ်လို့လဲမြမဗုဒ္ဓဘာသာဒါကကိုယ့်ရဲ့ ဘယ်လိုပြောမလဲအသွေးရဲသားတွေကဖြစ်တဲ့ဟာကိုနော်အဲတော့ကိုယ့်ရဲ့ culture လည်းဖြစ်တယ်အဲ့ဒါဆိုတော့လူတိုင်းလုပ်ချင်တဲ့ဟာဆိုတော့လူတိုင်းဖြစ်ချင်တဲ့ဆန္ဒဆိုတော့ဒါလေးကတော့ ဘယ်လိုပြောမလဲတအားပီတိဖြစ်ဖို့ကောင်းတယ်ခိုင်ခိုင်ရိုက်တော့ဟိုစံချတဲ့အချိန်မှာအမကခုနလည်းဖြစ်ပါစံချတဲ့အချိန်ကကိုယ့်အတွက်တော့ emotional အမြင့်ဆုံးအချိန်ပေါ့နော်ရှင်လောင်းလှဲတာလေးအဲ့လိုပဲသွားလေလာလေအဲ့အချိန်ကလည်းကြော်ရတော့ကြော်တာပေါ့နော်အင်းကရှင်လောင်းရဲ့မိခင်ပေါ့ရဲ့အလှူတားရဲ့ကမောက်ပေါ့နော်တကယ်အမှုခံစားပြီးတော့ဟိုတဲရတဲ့ဟာဖြစ်တယ်ဒါပေမဲ့အဲ့စံချတဲ့အချိန်ကကိုယ်စိတ်ထဲမှာ तू ကတကယ်ကိုဟိုရှင်ဖုံဖုံကြီးဖြစ်ဘယ်လိုပြောမလဲဟာလည်းဘယ်လိုခေါ်လဲကိုရင်လေးဖြစ်တော့မှာနော် စော်ပြီးကိုကိုရင်လေးဖြစ်တော့မှာဆိုတော့အဲ့ဟာလေးကသူတကယ်ဖြစ်လာတော့မယ်အဲ့လိုဆန်ချလိုက်ပြီဆိုတော့သူကတခုဆွတ်နှုတ်လိုက်ပြောနော် ခုနကဖုံးဖုံးပြောသွားဆိုလဲပုံငါးခုပေါ့အဲ့လိုမျိုးဒီကလေးဆိုလို့ရှိရင်လည်းဒီကိုရင်ဖြစ်မဲ့သူကဆန်အောင်ဆွတ်လွတ်နိုင်အောင်ဝေစားအောင်ဆွတ်လွတ်နိုင်အောင်အဲ့လိုမျိုးလေးပေါ့သူမှအဲ့လိုမျိုးလေးစပြီးဆွတ်နှုတ်လိုက်တာကိုကမြင်လိုက်ကလေးကပီတိရဖြစ်သွားတယ်ငါကြောင့်ဘလို့ဒါလေးကငါကအဲ့လိုမျိုးဒီတကယ်ကိုအမြင့်မြတ်ဆုံးအလုပ်ကလေးကပါဝင်ခွင့်ရပါလားဆိုတော့အဲ့အချိန်ကခံစားချက် emotion ကတော့ အမအတွက်တော့အမြင့်ဆုံးပေါ့နော်အမဘာသာခြားဆိုနေလဲဒါဒီအချိန်မှာတော့အမြင့်ဟိုကိုပီတိဖြစ်တယ်ဝမ်းနဲ့ဝမ်းသာဖြစ်ဆုံးအချိန်မှာလဲဟုတ်တယ်အဲ့လိုတော့မရှိပါဘူးအဲ့လိုတော့မရှိဘူးဘာဖြစ်လို့လဲသူတိုက်သူယွင်နေတာသူမချွေးဖြစ်တဲ့လွတ်ကတော့ရှိနေမှာပဲဟိုဘယ်လိုပြောမလဲငငယ်လေးနဲ့လာတပတ်တာတင်းနေနေတော့ရှိမှာမို့ဘာဖြစ်လို့ဆိုဒီမျိုးသမီးကတက်40လောက်မှခလေးကိုရအောင်ခက်ခက်ခဲခဲယူထားရတဲ့မျိုးသမီးအဲ့အတွက်ကြောင့်မလို့ original အတိုင်းပဲရှိနေမှာပဲ။သူဝတာသူပိန်တာကတက်၄၀မှာပေါင်ချင်းဒီလောက်မကျော်အောင်လို့ဘယ်မှသတ်မှတ်ထားချက်မရှိဘူး။အဲ့တော့သူဝတာဖြစ်ဖြစ်သူမျက်နှာပေါ်တာဒါရဲ့သူ့ရဲ့ character ရဲ့လွတ်လပ်ပိုင်ခွင့်ရှိရတယ်။အမတော့မြင်တော့ပေါ့နော်။အမတော့ဟမ် ောချမမျိုးမမျိုးဆိုလို့ရှိရင်လည်းเนาะအရန်ဟိုလေးဟိုသူသမီးတယောက်ကိုချစ်တဲ့ဟာလည်းအရန်သဘောချခင်ယုံမှာဆိုလို့ရှိရင် तू ကသူ့ရဲ့မရှိမာနာအရန်ပေါ်ရဲ့ဘယ်ဟာမလို့ तू က defense အဲ့လိုမျိုးလေးငါ့ကိုလုံးလုံးမရဘူးငါ့မှာလည်းဒါလေးပဲရှိရင်မရှိမာနာပေါ့เนาะဟိုခါကြလို့ရှိရင်လူကဟိုဆက်မရှိပို့ပြီးတော့မာနာရှိတယ်ဟမ်သူ့မှာ high grade တာလေးပေါ့အခုဆိုမနိုင်ဆိုလည်းကောင်းတာပဲဖြုံးဆိုဆိုလည်းเนาะသူ့ဟာလည်းသူကိုပို့သွားအသေးချာတာကတော့ဟို ်ကရက်တာတိုင်းကရက်တာတိုင်းကကောင်းနေမှသာဒီစကားကကောင်းတာမှန်တယ်ဘလောက်ပဲနမကြီးနမတစ်မင်းသားပဲနမဟိုဘလို့တစ်မင်းနမဖြစ်ဖြစ်ကြိုက်တဲ့သူကြိုက်တယ်လို့ရဇလန်းဇက်ဖို့ဇညောမကောင်းဆိုလို့ရှိရင်ဘာမှမဘာမှဖြစ်နိုင်မရနိုင်ဘူးလို့ဒီလိုမျိုးဟိုဇက်ပို့ဝင်ကောင်းမယ်အကုန်က character သူဟာနဲ့အကုန်မိနေမယ်ဆိုလို့ရှိရင်သူကလည်းအဲ့မှာဟိုသူ့ရဲ့ main character သူဟာနဲ့သူအကုန်လုံးအံဝင်ဝင်ကြနေဖြစ်နေမှာအဲ့တော့မှလည်းကားတကားလုံးကြည့်ကောင်းမှာပေါ့ဒါတော့ အဲဒီဟိုရှင်လောင်းကလေးလေးကိုကြည့်ပြီးငိုရတဲ့စင်းလေးတော့အဲကို့အနေနဲ့တော့အကြိုက်ဆုံးပေါ့ဟုတ်ဒီကကို့အတွက်ပေါ့ဘယ်လိုရှင်ဖို့စိတ်လှုပ်ရှားရမယ်ကာတကဖြစ်အောင် အဲ့ဒါကတော့စိတ်လှုပ်ရှားတာပေါ့ဘာလို့ဆိုတော့ဟိုအမကာယုံမတင်တာဆိုလို့ရှိရင်6နှစ်လောက်ရှိပြီဆိုတော့လေအဲဒါကပထမဆုံးပြန်တင်တဲ့ကားလည်းဖြစ်မယ်နောက်တစ်ခါကျတော့9နှစ်အတွင်းမှာပထမဆုံးရိုက်ထားရုပ်ရှင်ကဆိုတော့ကိုယ့်ရဲ့ comeback လို့ပြောခုခေတ်ပြောမယ်ဆိုရင်အဲမိတ်တောင် comeback ပေါ့အဲ့လိုမျိုးဟာလေးဖြစ်တဲ့အတွက်ကြောင့်မလို့လဲပရိသတ်ကဘလို့ဆုံးဖြတ်ပြီးမလဲကိုလှုပ်ထားတဲ့အရာနဲ့သူတို့စီကရကိုပေးတာကိုသူတို့ရလာပေါ့နော်အဲ့ဒါကိုတော့အမဟိုရင်ခုန်ပါတယ်ဟိုရှိုက်တော့အဲ့လိုဆိုရင်စိတ်တော့မရှိဘူးရှိုက်တဲ့အချိန်ကတော့ဟိုအကောင်းဆုံးတက်နိုင်ဆုံးက ီ character နဲ့ကိုက်အောင်လို့ပဲလုပ်မယ်။ဒီဇက်ကောင်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကူးပဲရှိခဲ့တာ။ဟုတ်။ကားဟောင်းလေးရောယုံတင်မှုရှိရဲ့အမဒီဟိုအစိတ်ဆိုတဲ့ကားလေးဆိုလို့ရှိရင်ဒီနှစ်တော့ယုံယုံတင်စိတ်ရင်းနဲ့မှာပါဆိုတော့6လပိုင်းကြာလို့ရှိရင်ထက်ချရမယ်ဆိုတော့အဲ့ character လည်းဟိုကိုယ်ညင်နေကြ ။အဲ့တော့တခါမှအဲ့လိုမမြင်ဘူး။အဲမှန်တိုင်းပြောလို့ရှိရင်လည်းကိုကိုတိုင်ကလည်းဒီပုံစံမျိုးကိုတခါမှမချပြောင်း။ဒါပေမဲ့အဲ့ဒါကလည်းကိုရဲ့နောက်တစ်ပုံလိုပြောလို့ရမှာ။ကိုကလည်းအဲ့ထဲမှာအဲ့ပုံစံတိုင်းလည်းပြင်မှလည်းနေရဲဆိုတဲ့ဟာဆိုတော့အဲ့ကားလေးတက်လို့ရှိရင်လည်းတွေ့ရမှာပေါ့နော်။တချို့ရိုက်ပြီးသားလည်းရှိရဲဟိုမထုတ်ရမတင်ရသေးတဲ့ကားလေးလည်းအများကြီးရှိရဲဆိုတော့အဲကားတက်လေးလည်းအားပေးပါအောင်ဒါလေးလည်းအားပေးပါအောင်။ကိုလှုပ်ထားတဲ့ဟာလေးချက်ချင်းချပြခွင့်ရတော့ပြိသက်တင်ပုံပြည့်နေဆက်တာပေါ့။ဒါလေးကြလို့ရှိရင်လည်းကိုကခုနပြောလို့2019မှာရိုက်ထားတဲ့ဟာဆိုက ခုမှ25မှာယုံတင်ရမှာဆိုတော့လေ6နှစ်လောက်ကြာသွားတဲ့အချိန်မှာကြာရလဲကိုနဲ့ကဝီးသွားတာပေါ့ကိုကလေးယုံတင်ပြီအနည်းဆုံးတော့တစ်နှစ်တကားနှစ်ကားလောက်ယုံတင်ပြင်တော့ပို့ပြီးတော့ကောင်းတာပေါ့အဲ့လိုလဲတင်ကျင်တာပေါ့ဒီကားမှလည်းမလာဘလို့မှမလာဘူးတကယ်လည်းကိုကမလာဘူးကိုမျက်စိထဲမှာအဲ့လိုမြင်နေကြမလို့ဒါဟိုကိုလှရလို့ထင်တာဟိုညီမတွေမှလည်းပြောပါတယ်ကိုကမလှဆုံးပဲဟိုအဲ့လိုမျိုးတေချာကြည့်ရင်တစ်စက်မှမလာဘူးတကယ်လည်းမလာဘူးအဲ့ဒါအဲ့လက်ခံတယ် ကိုထက်ထားရတူအပြင်မှာအများကြီးရှိတယ်တကယ်ဟိုမင်းသမီးမလုံးမဲ့တာမလုပ်တာလေအပြင်မှာကမလေးလေးချစ်စရာဖူးဖူးလေးတွေအဲ့လိုဘလိုပဲဖြစ်ကိုနဲ့တတ်တူရတူမှာလည်းတအားနုတအားလှတဲ့မင်းသမီးတွေလည်းအများကြီးရှိတယ်ခုခေတ်ကလှရလဲလှရတယ်အရင်လည်းပြင်ဆင်တတ်ကြတာတကယ်ကတော့ကိုတကယ်မလှဘူးအဲ့လိုမျိုးဟို ဘယ်လိုပြောမလဲဟိုကိုယ့်ရဲ့ပုံစံကိုလက်ခံလို့သားကိုကလေးတကယ်ဟိုဤတောင်အဲ့လိုမျိုးဤတောင်ဖြစ်နေအောင်လို့ဒီထဲမှာဟုတ်အဲ့ဒါမှအမှန်တရားတော့လက်ခံမှာပဲလေဟိုကိုမလှတဲ့ဥစ္စာတော့တကယ်မလှတဲ့ဥစ္စာတော့လက်ခံမှာဘာဖြစ်လို့ဆိုတော့ကားထဲမှာကြည့်ကြည့်လိုက်တကယ်မလှအောင်အဲ့ဒါကိုယ့်ရဲ့အမှန်ပုံပုံစံအမှန်ပဲဓာတ်ပုံထဲမှာကြာတော့လှအောင်ရှောက်ရရင်ပရိသတ်ဘီရဲ့အကယ်ဒမီတော့ရချင်ပါရဲ့လို့ဒီအကယ်ဒမီရသည်ဖြစ်စေမရသည်ဖြစ်စေပြီးခဲ့တဲ့ခေါက်ကလည်းမုံစဲတော့ကလည်းပရိသတ်ဘီရဲ့အကယ်ဒမီနဲ့လည်းကိုကချင်းနဲ့လည်းဒီတစ်ခေါက်လည်းပရိသတ်ဘီရဲ့အကယ်ဒမီနဲ့လည်းချင်းနဲ့ချင်ပါရဲ့ဆိုင်တော့တက်နိုင်ကိုစူးစမ်းပြီးရိုက်ခဲ့ ဲ့တာပေါ့နော်ဟိုပြန်ကြည့်ရဲ့ချိန်မှာလည်းဟိုကိုစိတ်တိုင်းကိုပြန်ပြင်ကျင်တာလေးတော့ရှိရပါဘူးကိုကအမြဲတမ်းကိုကိုကိုအစ်စ်လိုပဲသဘောထားတော့ငါဒီနေရာလေးမှာဒါလေးလုံးလိုက်ကိုကောင်းပါပဲအဲ့လိုမျိုးလို့အမြဲတမ်းစဉ်းစားမိရပါဘူးအဲ့ဒါတော့အမြဲတမ်းပါဟုတ်ကျောတန်လေးကိုလည်းလာပြီးတော့နားရောက်ပြီးကြည့်ရှုပေးပါအောင်နောက်တစ်ခါကျတော့ကိုရဲ့ comeback လေးကိုလည်းလာပြီးအားပေးပါအောင်လို့ကျေးဇူးတင်ပါတယ်